်တင်းတိအပ်သောတမချန်းအစီအစဉ်မှာအရောက်စီတိုင်းကိုနှုတ်ကပတ်တော်နားဆင်ခံယူကြဖို့ဖိတ်ခေါ်ပါတယ်ရှင်။တောရရှိမြခင်ယေရှုခရစ်တော်ဟာဒီကနေ့ခရိယန်တွေအတွက်ခရိယန်ဘာသာရေးဂိုင်းဂဏကိုစတင်တည်ထောင်ခဲ့တဲ့သူ ဖြစ်တယ်လို့အချို့အချို့သောပုဂ္ဂိုလ်တွေကဆိုကြပါတယ်။ဒီယူဆတွေးခေါ်နဲ့ထုတ်ဖော်ပြောဆိုခြင်းဟာလုံးဝကိုမှားယွင်းနေပါတယ်။ယေရှုခရစ်တော်ဟာလူသားဇာတိစစ်စစ်ဖြစ်တယ်လို့ဖျားဇာတိစစ်စစ်လည်းဖြစ်တော်မူတယ်ဆိုတော့ တက်တီထောက်ထားတွေကိုဒီကနေ့တင်ပြရတော့တမချန်းစီစဉ်မှလေးလာမှာဖြစ်တဲ့ရှင်လူကခရစ်ဝင်ကျမ်းခန်းကြီးကိုအခန်းငယ်1ကနေအခန်းငယ်53အထိမှာတွေ့ရှိရမှာဖြစ်ပါတယ်။ဒီအခန်းကြီးမှာတော့တပည့်တော်တွေကိုတမန်တော်များအဖြစ်ခရစ်တော်ဆေးလွှတ်တာနဲ့စပြီးအခန်းကိုဖွင့်ပါမယ်။ပြီးတော့လူ9000ကိုကြွေမွေးခြင်းအကြောင်းကိုဖော်ပြပါမယ်။တူရီသောသားကလေးတယောက်နတ်ဆိုးဆွဲတာကိုနှင်ထုတ်ပေးမယ်။ပြီးနောက်မှာတော့ယေရုရှလင်မြို့တော်ဘက်ကိုခရစ်တော်ဟာ ရှေးဦးလှဲ့ပါလိမ့်မယ်။နောက်ဆုံးမှာတော့တမန်တော်တို့ရှိအပ်တဲ့ဂုံတတိမြာအကြောင်းကိုလေဒီကျမ်းဟာဖော်ပြသွားပါလိမ့်မယ်။တမန်တော်များအဖြစ်ဆိုတဲ့ခေါင်းစဉ်နဲ့စတင်ကြပါစို့။ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး9အငယ်1တကြိမ်နှစ်ပါးသောတပည့်တော်တို့ကိုစုဝေးစေတော်မူပြီးမှနတ်ဆိုးအပေါင်းတို့ကို နှင်သောတကိုးနှင့်အနာယောဂါတို့ကိုငြိမ့်စေခြင်းဟာအခွင့်တကိုးကိုပေးတော်မူ၏။ကျွန်တော်ရဲ့ကယ်တင်ရှင်ဟာမြေပေါ်ကိုဆင်းသက်လာတော်မူခြင်း သူ့တပည့်တော်တွေကိုအချို့သောဘုံတကိုးတော်တွေကိုသူပေးခဲ့ပါတယ်။ဒီလိုတကိုးတော်တွေပေးတာဟာအချင်းနီးမဟုတ်ဘူး။ကဲတင်ရှင်ရဲ့တစိုက်တော်ခနိုင်တယ်။အခွင့်အာဏာနဲ့အဆောင်အယောင်ကိုပေးလိုက်တယ်ဆိုတဲ့သဘောတရားပါပဲ။ရှင်ပေတရုတို့ရှင်ပေါလုတို့လိုတမန်တော်ကြီးတွေဟာယောဂဝေဒနာတွေကိုပျောက်စေရုံသာမကသေးပဲ။ပေတဲ့လူတွေကိုပါရှင်စေခဲ့တယ်ဆိုတဲ့အချက်ကိုကျွန်တော်တို့သမာကျမ်းမှာနောက်ပိုင်းမှာအထင်ရှားတွေ့လာရပါလိမ့်ဦးမယ်။အရေးကြီးတာကတော့ ဒီအခွင့်အာဏာတွေဟာခရစ်တော်ရဲ့တစုံတစ်ခုသောအတိုင်းအတာထီးဆိုတဲ့အချိန်ကာလသတ်မှတ်ချက်တော့ရှိကြတယ်ဆိုတဲ့အမှန်တရားဖြစ်ကြောင်းပါ။ဘာကြောင့်ကျွန်တော်ဒီလိုပြောတယ်လဲဆိုရင်တမန်တော်ကြီးရှင်ပေါလုကိုကြည့်ပါ။သူ့ရဲ့တမန်တော်ဘဝကုန်ကန်နီးမှာဒီလိုတကောတော်နဲ့ယောဂကုသမှုတွေကိုသူမလုပ်တော့တဲ့အတွက်ဖြစ်ပါတယ်။တိမောသေဩဝါဒစာပထမစာဆောင်အခန်းကြီး9အငယ်23မှာတိမောသေကိုဗိုက်နာယောဂခံစားနေရတဲ့အတွက် ရေးကြည့်လဲမတော့ဖဲနဲ့စပြည့်ရေကိုသောက်ပါဆိုပြီးပြောဆိုခဲ့တာကို တွေ့ရတဲ့အချက်ပဲဖြစ်ပါတယ်။ဒါ့အပြင် ရှင်ပေါလုကိုယ်တိုင်ဟာ သူ့မှာဆူဆူးနေတဲ့ဝေဒနာကိုနာရာရှိအဖြစ်ခံစားပွားခဲ့ရရှာပါတယ်။သူကဖျားသခင်ကိုဆူတောင်းအသနာခံပေမဲ့ဒီဆူးကိုဖျားသခင်ထုတ်မပေးခဲ့ပါဘူး။အဲ့ဒီလိုပါပဲတိမောသေဩဝါဒစာဒုတိယစာဆောင်အခန်းကြီး၄အငယ်20အရအခုလိုတွေ့နိုင်ပါတယ်။တရောဖိန်သည်နာ၍ မိလက်မျိုး၌ငါထားခဲ့ဤဆိုတဲ့အချက်ဖြစ်ပါတယ်သူ့ရဲ့တပည့်တယောက်နေမကောင်းလို့ထားခဲ့ရတဲ့ဆိုကလေးကသူဟာတကိုးတော်နဲ့ကုသခြင်းကိုလုံးမပေးတော့ဘူးဆိုတဲ့အချက်ဟာပေါ်လွင်လာပါတယ်ကယ်တင်ရှင်သခင် ခရစ်တော်အနှင်းနဲ့အာနာနဲ့တကိုးဆိုတာဟာအချိန်ကာလသတ်မှတ်ချက်ရှိတယ်ဆိုတာထင်ရှားလာပါတယ်တနည်းအားဖြင့်ကနဦးအသင်းတော်တို့ကိုပေးတဲ့အခွင့် အာဏာတွေဟာခရစ်တော်ရဲ့ဘုန်းတော်ထင်ရှားစေဖို့ ခရိယန်အသင်းတော်တို့ခိုင်ကန့်မြဲမြံစွာတည်ထောင်နိုင်စေဖို့ဖြစ်ပြီးတဲ့နောက်အချိန်ကာလရွေလျောတာနဲ့အမျှဒီပုဂ္ဂိုလ်တဦးတယောက်ချင်းကိုပေးတဲ့အခွင့်အာဏာတွေကိုဖျားသခင်ဟာလူတွေရဲ့လက်ထက်ကနေပြီးတော့ရှော့ပစ်လိုက်တယ်။ဒီအခွင့်အာဏာကိုတမားကျန်းစာရဲ့စာမျက်နှာများပေါ်မှာပြောင်းလဲပေးလိုက်တယ်လို့ကျွန်တော်တွေ့မြင်နိုင်ပါတယ်။တမဟောင်းကာလမှာမြင်မဲ့ရတဲ့အိမ်မက်တွေ၊ယူပါယုံတွေပြီးတော့ရှေးကာလကောင်းရင်တမန်ဆင်းသက်ခြင်းတွေ ဘုံတကောလက္ခဏာတွေကိုစားဖျားသခင်ရဲ့တန်ရှင်သောဝိညာဉ်တော်ဟာကျွန်တော်တို့အနာမှာရှိနေပြီဆိုတာကိုကျွန်တော်တို့အလေးနဲ့ခံယူနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းမေတ္တာပို့သလိုက်ပါရစေပြီးတော့ကျွန်တော်တို့တွေဟာနှုတ်ကပတ်တော်ကိုကိုနှစ်မကွာဆောင်ယူပါနှလုံးသားမှာအမြဲဆောင်ကျင်းကြပါနှုတ်ကပတ်တော်သည်အဖက်လဲဖြစ်၏လမ်းခရီးလဲဖြစ်၏နှုတ်ကပတ်တော်နှင့်အတူဖျားသခင်ရှိတော်မူ၏ဆိုတာကို ပို့မိုပြီးတော့အာယုံစိုက်ကြပါလို့ကျွန်တော်တွန်းအားပေးလိုက်ပါရစေရှင်လုကာခရစ်ဝင်အခန်းကြီး9အငယ်1နဲ့3ဖျားသခင်ဤနိုင်ငံတော်အကြောင်းကို ဟောပြောစေခြင်းခါ၎င်းလူနာတို့ကိုချမ်းသာပေးစေခြင်းခါ၎င်းဆေလွတ်တော်မူ၍သင်တို့သည်လမ်းခရီးအဖို့ဘယ်အရာကိုမျှမယူကြနှင့်တောင်ပွေလွယ်အိတ်မုတ်ငွေကိုမယူကြနှင့်အင်းကြီးနှစ်ထဲကိုလည်းမပါစေကြနှင့်နှင်းနန်းဓာတ်င့်မှတ်ပြီးတော့အခုခေတ်ဓာမျိုးသွားလုံးလို့မရဘူး ခရစ်တော်ဟာသူ့ရဲ့သုံးနှစ်တာကာလသာသနာပြုလုပ်ငန်းရဲ့အစတိုင်းမှာတပည့်တော်တွေကိုမှားကြနေတာပါအဲ့ဒါကိုတမန်ကျမ်းစာတော်မြတ်ကိုတည်တည်ချေချာမဖတ်ဖဲနဲ့ငါလည်းမှားနေတာပဲဆိုပြီးတော့အဝတ်တစ်ထည်ကိုတစ်ခုနဲ့တပြားမှမပါဘဲနဲ့ဒီခေတ်ကြီးမှာသွားသာသနာပြုရင်လေသူများဝိုင်းပြီးတော့ရည်စရာဖြစ်သွားလိမ့်မယ်စတန့်ထွင်တဲ့သဘောမျိုးလည်းတက်ရောက်သွားပါလိမ့်မယ်အငယ်လေးနဲ့ငါမြည်သည့်အိမ်တို့ဝင်ရင်ထိုးအိမ်တွင်ထိုးအရမှထပ်မသွားမီတိုင်အောင်နေကြလော့ အကျဉ်သူသည်သင်တို့အားဧည့်သည်ဟုကိုမပြုဘဲနေ၏ထိုသူတို့နေရာမြို့မှထွက်သွားစဉ်သူတို့တစ်ဖက်၌တက်သည်ဖြစ်စေခြင်းကသင်တို့၏ခြေဘွားမှမြေမုံကိုခါလိုက်ကြလောဟုမိန့်တော်မူ၏ဒီအချက်ဟာလေရှေးကာလပညာပြောင်းလဲလာတဲ့လူမှုအဖွဲ့အစည်းပေါ်မှာသင်လျော်တယ်လို့သုံးသပ်ရမယ်အချက်တပည့်တော်ဆန်တပါးကိုဣသရေလမှာသာသနာပြုဖို့မှားနေတာကိုကိုယ်ပဲဒီအတိုင်းပြောထားတာ ဆိုပြီးတော့တရေသေးယူလို့မရဘူးပြီးတော့မင်းတို့ကိုကောင်းကောင်းလက်မခံတဲ့မြို့တွေမှာ ။ခြေရောက်ကမြေမုံတွေခွာချထားခဲ့။ငါဒီမျိုးတွေကိုအပြစ်ပေးမယ်ဆိုတဲ့သဘောဟာတမန်တော်တွေကိုရဲစိတ်ဝင်အောင်သိတိတင်ပေးတာ။အချိန်ကာလနဲ့အခြေအနေပေါ်မှာသာအတီယူရမယ်မှားစကားတွေကိုတစောက်ကန်းသွားပြီးတော့စွဲယူလို့မရပါဘူး။တရက်ပို့ပြီးတော့ကျဲပြန့်တဲ့အဆုံးအမတွေနောက်ပိုင်းမှာအများကြီးပေါ်လာပါလေဦးမယ်။အငယ်9မှ9ယေရှုပြုတော်မူသမျှကိုစော်ပွားဟေရုဘီကြားလျင်တွေးတော်သောစိတ်ရှိ၏။အကြောင်းမူကားလူအချို့က ယောဟန်သည်သေခြင်းမှထမြောက်လေပြီဟု ဆိုကြ၏အချို့ကအေလိယပေါ်ထွန်းပြီဟုဆိုကြ၏အချို့ကရှေးပရောဖက်တဘာဘာထပြန်ပြီဟုဆိုကြ၏ဟေရုမင်းကလည်းယောဟန်ဤလေပင်းကိုငါဖြတ်လေပြီဤမြတ်လောက်သောသတင်းကိုငါကြားရသောဤသူကအဘယ်သူနည်းဟုဆိုတဲ့ယေရှုကိုမြင်ခြင်းကအလိုရှိ၏ရှင်လုကာဟာပတိဇံဆရာယောဟန်ရဲ့အကြောင်းကို အသေးမစိတ်တော့ပေမဲ့ ယောဟန်ကိုဟေရုဟာဖမ်းဆီးပြီးတော့ခေါင်းဖြတ်ပစ်လိုက်ပြီဆိုတာဒီကျမ်းမှာပေါ်လာပြီဟေရုဟာယေရှုကိုယောဟန်မြတ်ပြန်ပြီးအသက်ဝင်လာသလားဆိုပြီးတော့ကြောက်ကြရက်တီတွေးနေတယ်ကြောက်နေတယ်ဒါကြောင့်တွေးခြင်းမြင်ခြင်းစိတ်လည်းရှိနေတယ်လို့ဒီနေရာမှာကျွန်တော်တို့သဘောပေါက်နိုင်ပါတယ်အငယ်30မှ7တမန်တော်တို့သည်အထံတော်တို့ပြန်လာ၍မိမိတို့ပြုသမျှတို့ကိုကြားလျှောက်ကြ၏ကိုတော်သည်သူတို့ကိုခေါ်၍ဘေဇဲဒမြို့နယ်အတွင်းတော်၌စိတ်괴ရအရတ်တို့ကြွတော်မူ၏ လူအစုအဝေးတို့သည်တိထင်နောက်တော်သို့လိုက်ကြ၏ထိုလူများကိုလက်ခံတော်မူသည့်ဖျားသခင်နိုင်ငံတော်အကြောင်းကိုဟောပြော၍နာသောသူတို့ကိုချမ်းသာပေးတော်မူ၏အမှန်တော့လူကြီးတိတ်ရာစိတ်ွယ်ရာအရမှခရစ်တော်အနာယူခြင်းတည်းတပဲ့တော်တွေနဲ့ဆွေးနွေးတိုင်ပင်ခြင်းတည်းဓမ္မဒေသနာတပည့်တော်တွေကိုသွန်သင်ခြင်းနဲ့ဒါပေမဲ့အခွင့်မရဘူး။မရင်မထွက်နိုင်တဲ့ပြိဿကြီးဟာပွဲဉဏ်များကတ်တယ်လို့ကတ်ပြီးလိုက်လာကြတယ်တဲ့ ။ဘာပဲဖြစ်ခရစ်တော်ဟာသူတို့ကိုဂိယုနာကြီးစွာနဲ့လက်ခံခဲ့ပြီးတော့ဟောပြောသွန်သင်တယ်။လိုအပ်တဲ့လူများကိုလည်းယောဂတွေကနေပျောက်ကင်းတဲ့အထိကုသပေးခဲ့ပါတယ်။အဲဒီလူအုပ်ကြောင့်လည်းနောက်ထပ်ဆက်ပြီးပြောရမယ့်ခေါင်းစဉ်ကတော့လူ9000ကိုကျွေးမွေးခြင်းဆိုတဲ့အကြောင်းပါပဲ။အငယ်7နဲ့7ဖုံမိုးချုပ်သောအခါတကြိတ်နှစ်ပါးသောသူတို့သည်ချင်းကပ်လျက်လူများတို့သည်ပဝန်းကျင်ရွာစနပုတ်သို့သွား၍အိယာစားစရာကိုရှာစေခြင်းကအခွင့်ပေးတော်မူပါ ဤရည်တော်ရဖြစ်ပါ၏ဟုလျှောက်ကြသည်ကိုတော်ကသူတို့စားเสียဖို့သင်တို့ပေးကြလောဟုမိန့်တော်မူ၏တပည့်တော်တို့ကလည်းအကျွန်ုပ်တို့သည်ပွား၍ဤလူအပေါင်းတို့စားเสียဖို့မဝယ်လင် မုံငါလုံးနှင့်ငါးနှစ်ကောင်မှတပါအဘယ်စားเสียမျှအကျွန်ုပ်တို့၌မရှိပါဟုလျှောက်ကြ၏တပည့်တော်ကြီးဆယ်နှစ်ပါးခရစ်တော်ကို ပြောတဲ့လေသံကိုသေသေးချာချာကြားတယ်နော်တိဒီလူအုပ်ကြီးကိုကိုယ့်ဘာသာကိုသွားပြီးတော့အစအစာတည်းရှာခိုင်းရင် ကောင်းမယ်တဲ့နှစ် ခရစ်တော်ကမင်းတို့ကြွေးကြလဲဆိုရောမျက်စိပြက်ပြက်မျက်နာပြက်ပြက်နဲ့အဲ့ဒီလိုဆိုရင်တော့ပိုက်ဆံရှိမှဖြစ်မယ်ကျွန်တော်တို့ကအဲ့ဒီလိုပိုက်ဆံမသုံးဘဲမဝယ်ဘဲနေရင်ပြိသက်တေစီမှာရှိတဲ့မုံငါးလုံးနဲ့ငါးနှကောင်ကလွယ်ပြီးဘာမှမရှိပါဘူးတဲ့တပည့်တော်ကြီးတွေဟာခရစ်တော်ရဲ့အကြံပေးပုံကိုကြီးတွေလူလူဘာလူလူဖြစ်နေပြီမဟုတ်ဘူးလားစီးပွားရေးနဲ့ဗန္တာရေးအတိုင်ပင်ခံကြီးတွေကြနေတာပဲပိုက်ဆံမရှိရင်ဘာမှလှုပ်လို့မဖြစ်ပါဘူးသခင်ဆိုတဲ့တိုင်ညိုသွားပြီးပြောကြတယ် အငယ်၁၄မှ၁၈သို့လျှောက်သည့်အကြောင်းကလူ9000ကမ်းမြရှိသည်။ထိုအခါလူများတို့ကိုတစုလျင်90စီအစုစုပြောင်းကြစီဟုအမိန့်တော်ရှိ၏။တပည့်တော်တို့သည်အမိန့်တော်အတိုင်းပြု၍လူအပေါင်းတို့အားလျှောင်းစီပြီးလျှင်ယေရှုသည်မုံ9လုံးနှင့်9နှကောင်ကိုယူ၍ကောင်းကင်သို့ကြည်မြော်လျက်ကျေးဇူးတော်ကိုချီးမွမ်းပြီးမှမုံကိုဖဲ့၍လူများရှိ၌ထဲ့စီခြင်းကတပည့်တော်တို့အားပေးတော်မူ၏။လူအပေါင်းတို့သည်စား၍ဝါကြပြီးမှ ကျွင်းရသောအကျိုးအပဲ့ကိုကောက်သိမ့်၍၁၂တောင်းအပြည့်ရကြ၏သူတို့ကိုယ်ကိုသူတို့အတိုင်တင်ခံပါရဂူကြီးလိုလိုစီးပွားရေးအုပ်ဆောင်အဖွဲ့လိုလိုဘာလိုလိုနဲ့သခင်ကိုသွတ်ပြီးအတင်းအကြံပေးခဲ့တဲ့တပည့်တော်ကြီးတွေအခုတော့မုံလိုက်ဝေရတဲ့ဇပွဲတို့ဘဝကိုရောက်သွားပြီဘလောက်ကြီးစရာကောင်းတယ်လေဖျားသခင်ရဲ့မေတ္တာရိပ်အောက်မှာလူသားဟာသူ့အမိန့်ကိုနာခံရတာကြီးပဲသူဟာတခါတလေမဖြစ်နိုင်တာတွေကိုခိုင်းတတ်တယ်စိတ်မပြတ်ပါနဲ့ လှုပ်ဆောင်စရာရှိတာကိုလှုပ်ဖို့ကကိုယ့်ရဲ့တာဝန်ဖြစ်ပါတယ်။ဖျားသခင်ဟာအရာရာကိုတတ်ဆွန်နိုင်ပါတယ်။သူပါဝင်ပြီးတော့ဥဆောင်မှုပေးသွားပါလိမ့်မယ်။အခုသူ့ရဲ့ကျေးဇူးတော်ဟာအ ਨੇ ဆုံးယောက်ျားကြီးပဲ9000။မိန်းမတွေနဲ့ကလေးတွေထက်တွက်လိုက်မယ်ဆိုရင်တပေါင်းကွယ်ပြိသက်ကိုပိုက်ရိုက်ပြီးစားတာတောင်မစားနိုင်လို့ပို့နေတာ12000ရှိနေပါသေးတယ်။အလျံပဲပြုစုတတ်သောသခင်ဆိုတာကိုနားလည်ကြဖို့ဒီကျမ်းဟာကျွန်တော်တို့ကိုသွန်သင်ပေးနေပါတယ် မိမိသေခြင်းနဲ့ထမြောက်ခြင်းကိုဖော်ပြခြင်းဆိုပြီးတော့ဆက်လက်လေ့လာကြပါအောင်စို့အငယ်၁၈မှ၂၁တရားရောအခါယေရှုသည်တပည့်တော်တို့နှင့်တကွစိတ်ွယ်ရအရ၌ဆူတောင်းတော်မူစဉ်လူများတို့သည်ငါကိုအဘယ်သူဖြစ်ပြီးကို ဆိုကြသည်ဟုမင်းပြန်တော်မူလျင်လူအချို့ကကိုတော်သည်ဗတ္တိဇံဆရာယောဟန်ဖြစ်ပြီးဟု၍၎င်းအချို့ကအေလိယဖြစ်သည်ဟု၍၎င်းအချို့ကရှေးပရောဖက်တပါးပါးထပြန်သည်ဟု၍၎င်းဆိုကြပါ၏ဟုလျှောက်ကြသော သင်တို့လည်းငါကိုအဘယ်သူဖြစ်သည်ဆိုကြသနည်းဟုမေးမြန်းတော်မူလျင်ပေတိယုကကိုတော်သည်ဖျားသခင်ဤခရစ်တော်ဖြစ်တော်မူသည်ဟုပြောလေ၏ထိုအကြောင်းကိုအဘယ်သူအားမျှမပြောစိမ့်သောငါတပည့်တော်တို့အားကြက်တီးစွာတားမြစ်တော်မူ၏ဒီနေရာမှာခရစ်တော်မေးမြန်းတာကိုလူသားတွေဟာ အစင့်မြင့်မြင့်ထားပြီးတော့အပြေပေးတယ်ဆိုတာမြင်နိုင်တယ်လုံလောက်သလားဆိုတော့မလုံလောက်ဘူးဒါနဲ့ပဲတပည့်တော်တွေကိုဆက်ပြီးတော့မေးတဲ့အချိန်မှာတော့ ပေတရုဟာမှန်ကန်တဲ့အမြင်နဲ့မြင်တယ်ဆိုတာကိုကျွန်တော်တို့တွေ့လာရတယ်။ရှင်မာသဲခရစ်ဝင်ကျမ်းအခန်းကြီး16အငယ်16မှာတော့ငါဆိုရင် ခရစ်တော်ဒီဟူသောအသက်ရှင်တော်မူသောဘုရားသခင် ဖာတော်လို့ဖြေခဲ့တာကိုကျွန်တော်တို့မြင်ရပါတယ်။ဒီအချိန်မှာတော့ခရစ်တော်ကမင်းတို့ဒီအကြောင်းကိုရှောက်မပြောကြနဲ့လို့တားတာကအကြောင်းရှိပါတယ်။ဒါဟာအသွေးစည်းဝိုင်းတဲကတမန်တော်လုံးမဲ့လူတွေရဲ့ဉာဏ်ကြီးကိုခရစ်တော်သိယုံလောက်တာစစ်ဆေးတဲ့အဆင့်မှာရှိလို့ပါပဲ။ အဲ့ဒီလိုအမြင်ဟာမှန်တယ်လို့ဆိုပြန်တော့လေယုံကြည်ခြင်းဟာစံနှုန်းပြည့်မီရဲ့လားဆိုတဲ့အချက်ကိုတော့ဆက်ပြီးစဉ်းစားဖို့လိုလာပြန်ပါတယ်မမီခဲ့ပါဘူးဒါကိုအခုဆက်ပြီးတွေ့ကြရအောင်ပါ အငယ်22ထုံမတပါလူသားပြီများစွာခံရမည်လူအကြီးအကဲကြမ်းပြူစရာတို့ညင်းပယ်ခြင်းကို၎င်းအဖေဖက်ခြင်းကို၎င်းခံရမည်သုံးရမြောက်သောနေ့၌ဖမြောက်လိမ့်မည်ဟုသောအကြောင်းများကိုမိန့်တော်မူ၏ခရစ်တော်ဟာ သူ့ရဲ့အသက်အသေးခံခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းကိုပူတွဲဖော်ပြလိုက်ပါတယ်။ဒီအကြောင်းကိုသီးသန့်စီခြာနာပြီးကယ်တင်ရှင်ဟာဘယ်တော့မှတခုချင်းခွဲခြားမဖော်ပြပါဘူး။ရှင်လုကာခရစ်ယာန်အခန်းကြီး9အငယ်23မှ26ထိုမှတပါလူအပေါင်းတို့အားမိန်တော်မူသည်ကငါ၌စီးကပ်လိုသောသူဖြစ်ရင်ကိုကိုကိုညင်းပယ်ရမည်။ကိုလက်ဝါးကတ်တိုင်ကိုနေတိုင်းထမ်း၍ငါနောက်သို့လိုက်ရမည်။အကျဉ်သူသည်မိမိအဖက်ကိုကယ်ဆယ်ခြင်းကအလိုရှိ၏။ ထိုသူသည်အသက်ရှုံးလိမ့်မည်အကျဉ်သူသည်ငါကြောင့်အသက်ရှုံး၏ထိုသူသည်မိမိအသက်ကိုကယ်ဆယ်လိမ့်မည်ဤဆက်ကြဝလာကိုအတွင်းမဲ့အစိုးရ၏ကိုကိုကိုဆုံးရှုံးသောသူသည်အဘယ်ကျေးဇူးရှိသနည်းအကျဉ်သူသည်ငါကို၎င်းငါစကားကို၎င်းရှိတ်လူသားသည်မိမိဘုံမိမိအဖခမည်းတော်ဤဘုံတန်ရှင်းသောကောင်းရင်တမန်တို့ဤဘုံကိုဆောင်လျက်ကြွလာသောအခါထိုသူကိုရှက်တော်မူသတ္တံ ကဲတင်ခြင်းနဲ့ထိုက်တန်တဲ့စံချိန်စံညွန်းတစ်ခုကိုခရစ်တော်ဖော်ပြလိုက်ပါတယ်။ငါ့ကိုရှက်တဲ့လူထိုသူကိုငါကလည်းပြန်ပြီးတော့ရှက်လိမ့်မယ်တဲ့။အတိတ်ဘယ်ကတော့လက်မခံဘူးဆိုတဲ့အချက်ပဲပေါ့။ကျွန်တော်တို့အတွက်ဒီအချက်မှမေကွန်ပါလာပါတယ်။ကဲတင်ရှင်သခင်ရဲ့အမှုတော်ကိုဆောင်ဖို့ရန်ဘုန်းတော်ကိုထင်ရှားစေဖို့အရေးကိုရှက်เสียလို့များထင်နေကြပါသလားဆိုတဲ့မေကွန်ပါတယ်။အစင်းတရံပြောင်းလဲခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ဆက်လက်တင်ပြပါရစေ။အငယ်28 ငါအမှန်ဆိုသည်ကဤရ၌ရှိသောသူအချို့တို့သည်ဖျားသခင်နိုင်ငံတော်ကိုမမြင်မီသေခြင်းသို့မရောက်ရကြဟုမိန့်တော်မူ၏ရှင်လုကာရဲ့တင်ပြချက်ဟာတခြားကျမ်းများတွေထဲပို့ပြီးတော့ပြည့်စုံတယ်လို့ကျွန်တော်ခန့်ယူပါတယ်ပြီးတော့ခရစ်တော်ရဲ့အစင်းတန်ပြောင်းလဲခြင်းကို ကိုယ်တိုင်မြင်ခဲ့ရသူကတော့ရှင်ပေတရုပဲဖြစ်ပါတယ်ပေတရုဟာဒီအချက်ကိုရှင်ပေတရုဩဝါဒစာဒုတိယစာဆောင်အခန်းကြီး1အငယ်16ကနေ18အတွင်းမှာအတိအလင်းဖော်ပြခဲ့ပါတယ် ရှင်ပေထရုဩဝါဒစာဒုတိယဆောင်အခန်းကြီး1အငယ်16မှ18အတွင်ဖြစ်ပါတယ်။ဆက်လက်လေ့လာဖတ်ရှု ကြည့်ကြပါလို့တင်ပြလိုက်ပါတယ်။အငယ်28မှ31ထိုသောမိန်တော်မူသည့်နောက်ရှေ့ရလောက်လွန်သောအခါယေရှုသည်ပေထရုယောဟန်ယာကုပ်တို့ကိုခေါ်၍ဆုတောင်းခြင်းငှာတောင်ပေါ်သို့တက်ကြွတော်မူ၏။ဆုတောင်းတော်မူစဉ်တွင် မျက်နှာတော်သည်ထူးခြားသောအစင်းအယောင်ရှိ၍အဝတ်တော်လည်းပြောင်ပြောင်လဲ့လဲ့ဖြူ၏။မောရှိနှင့်အေလိယဒီဟုသောလူနှစ်ယောက်တို့သည် ဘုံအသရေနှင့်ထင်ရှား၍ကိုတော်နှင့်အတူဆွေးနွေးလျက်ယေရုရှလင်မြို့၌စုတေတော်မူမည်အကြောင်းအရာကိုပြောကြ၏။ပုံတရံပြောင်းလဲခြင်းကိုအင်္ဂလိပ်က metamorphosis လို့ခေါ်ပါတယ်။သိပ္ပံအတိတ်ပဲအရာဆိုရင်ပိုးတုံးလုံးကလေးကနေလက်ပြာကလေးတစ်ကောင်ဖြစ်သွားတယ်ဆိုတဲ့သဘောမျိုးပဲပေါ့။အခုလိုခရစ်တော်ရဲ့အစင်းတရံပြောင်းလဲခြင်းဟာဝိညာဉ်သဘောအရာပြောင်းလဲခြင်းမဟုတ်ဘူး။အကျိုးမဲ့ပြည့်စုံတဲ့လူရဲ့ရုပ်ဝါ အပြစ်ကင်းမဲ့ခြင်းကိုဖော်ပြတဲ့ရုပ်ဆင်းသွင်ပေဖြစ်တယ်လို့ကျွန်တော်အချိန်ချင်း ဖော်ပြခဲ့ပါတယ်။အခုထပ်မံအတည်ပြုခြင်းပါတယ်။အာရန်နဲ့အေဝါတို့စာရန်နောက်ကိုကောက်ကောက်ပါအောင်မလိုက်ခင်အချိန်မှာကိုယောင်ကိုဝါတွေဟာပြည့်စုံတဲ့လူသားပုံစံရှိခဲ့လိမ့်မယ်။ကျွန်တော်ရဲ့လူဘဝနိဂုံးခရစ်တော်၌ပြန်လဲအသက်ရှင်ခြင်းမှာလေဒီလိုပဲကိုယောင်ကိုဝါတွေထွန်းတောက်လိမ့်မယ်လို့ကျွန်တော်အလေးနဲ့ယုံကြည်မိပါတယ်။အခုကိုယောင်ကိုဝါဟာ တခြားကယောင်ပြန်မဟုတ်ပါဘူးအတွင်းကဖောက်ထွက်တဲ့အယောင်သာဖြစ်ရပါမယ်ဒီကိုယောင်ကိုဝါတွေဟာတပဲ့တော်တွေကိုအကြီးအကျယ်အံ့ဩတုန်လှုပ်ပွားစေခဲ့ပါတယ်ခရစ်တော်ကိုလာရောက်တွေ့ဆုံတာကတော့တရားစီရင်ခြင်းရဲ့တပ်ဖြစ်ဖြစ်တဲ့မောရှိနဲ့ပရောဖက်အပေါင်းတို့ကိုကိုစားပြုတဲ့အေလိယားတို့ပဲဖြစ်ပါတယ်မိတ်ဆွေများခင်ဗျာပညာတိကျမ်းတွေဟာမောရှိအားဖြင့်သတိရစရာဖြစ်ပြီးတော့ ရောဖက်တို့ရဲ့အနာဂတ်ကြမ်းများကိုတော့အေလိယားဟာသက်သေပြုနေပါတယ်။ဒီအရာတွေအားလုံးဟာခရစ်တော်ပေါ်ထွန်းခြင်းကို အစဉ်တစိုက်သက်သေခံခဲ့တယ်ဆိုတာကိုကျွန်တော်ဘယ်လို့မှမေ့ဖြောက်မထားသင့်ပါဘူး။တမဟောင်းကျမ်းရဲ့ရှေးကာလနှုတ်ကပတ်တော်တို့အားလုံးဟာခရစ်တော်မပါဘဲနဲ့ဘယ်လို့မှမပြည့်စုံနိုင်ဘူးဆိုတာကိုအလင်းနဲ့ဒီနေရာမှာသက်သေထူလိုက်ခြင်းပဲဖြစ်ပါတယ်။အငယ်32 33 ်ပေတရုနှင့်သူ၏အဖော်တို့သည်မျက်စိလေးလံသဖြင့်တငိုက်ငိုက်ရှိကြ၏နိုးသောအခါဘုံအသရေတော်ကို၎င်းကိုရောနှင့်ယက်နေသောလူနှစ်ယောက်ကို၎င်းမြင်ကြ၏ထိုသူတို့သည်အထံတော်မှပွားကြစဉ်ပေတရုကသခင်ဤရ၌နေပွေကောင်းပါ၏ကိုရောဖို့တဲတဆောင် မောရှေဖို့တဆောင်အေလိယဖို့တဆောင်တဲသုံးဆောင်ကိုကျွန်ုပ်တို့ဆောက်လုပ်ပေးရစေဟု ရောင်ရမ်း၍လျှောက်လေ၏လုံလိုက်မှဖြင့်တလွဲကြီးဖြစ်တတ်တာကတော့တပဲ့တော်တွေတည်းက နံပါတ်1ဖြစ်သူ ပေတရုပဲနှောက်ကိုဘယ်တော့မှမဆောင်ဘူးအခုလောက်ငိုက်နီးပြီးအံဩတုံ့လုံနေတဲ့အချိန်မှတောင်ရှာကသယန်းတော့မစီမဆိုင်တလွဲတွေသူကပြောမိရတာဖြစ်သွားရတယ်ခရစ်တော်ဟာမောရှေအေလိယတို့တဲ့မြင့်နဲ့ဖျားသခင်ရဲ့အဆင့်ဆိုတာကိုသူမစင်စားပဲနဲ့တဲတလုံးစီဒန်းတူရီတူဆောက်ပေးမယ်ဆိုပြီးပြောလိုက်တာဟာမဟာအမှားပဲတချို့ကခရစ်တော်ကို ခရိယန်ဘာသာရေးကိုဥဆောင်ဖော်ထုတ်သွားတယ်လို့ပြောတယ်သေသေးချေချာစဉ်းစားကြည့် ဥဆောင်ဖော်ထုတ်ရအောင်ခရစ်တော်ကအတွင်းခေါ်ပညာရှင်အဆင့်မဟုတ်သလိုပရောဖက်လည်းမဟုတ်ပါဘူး။ဒါကြောင့်သူဟာဘာသာဆိုလို့ဘယ်ဘာသာရေးအတွက်မှဥဆောင်တာမဟုတ်ဘူးလို့ပဲကျွန်တော်ကခိုင်ငင်ခိုင်ငန့်ကျွန်တော်အမြင်ကိုဖော်ပြခြင်းပါတယ်။ဟုတ်ပါတယ်။သူဟာလူလောက အတွက်အသက်ဖွေးကိုပေးပြီးတော့အပြစ်ကနေလူပောင်ကိုရွေးပေးခဲ့တယ်။ဒါဟာရှင်းရှင်းလင်းလင်းမြင်ရတဲ့အချက်။ဘာဂိုင်းကနာတို့ဘာအဖွဲအစည်းတို့မှစပြီးထူထောင်တာမဟုတ်ဘူး။အသက်လမ်းကိုပြတယ်။ အပြစ်လွတ်ခြင်းကိုဆုပေးသနာတယ်လူတိုင်းကြောက်တဲ့သေခြင်းနဲ့ဝေးရကောင်းကင်နိုင်ငံတော်တည်မယ်ဆိုတဲ့အာမခံချက်ကိုပေးခဲ့တယ်ဒီတော့သူဟာဘယ်ပါသာရေးခေါင်းဆောင်တမမဟုတ်အယူဝါဒကိုမှဥဆောင်တာမဟုတ်ဘူးအေးဒါပေမဲ့ဒီကျေးဇူးတော်ကိုနားလဲတဲ့လူတွေကသာအလိုလိုသူ့ရဲ့ဥဆောင်မှုကိုခံယူလာကြတယ်သူ့ကိုကိုးကွယ်လာကြတယ်ဒါကိုသာကျွန်တော်ပြောခြင်းပြောလို့ရတယ်ဘာသာရေးဂိုင်းကိုတော့ထူထောင်တာမဟုတ်ဘူး ဒါကြောင့်မို့လို့လေဒေါက်တာကယ်ရယ်ဆိုတဲ့ပုဂ္ဂိုလ်ကြီးကပြောတာရှိပါတယ်ကျွန်တော်ဟာဘာသာအမျိုးမျိုးကိုရှောက်ရှားပြီးတော့ကျင့်စဉ်တွေအမျိုးမျိုးအယူအဆတွေအမျိုးမျိုးနဲ့ကျင်လည်ခဲ့ဘူးပါတယ်ဒါပေမဲ့သာဝရအသက်လမ်းကိုပေးနိုင်တဲ့ကယ်တင်ရှင်သခင်ခရစ်တော်ကိုတွေ့ပြီးဆိုတာနဲ့ဘာသာရေးဆိုတာထဲ့ကိုမစင်စားတော့ဘူးတယ်ကျင့်စဉ်ဆိုတာလည်းမရှိတော့ဘူးတယ်ခရစ်တော်ကိုယုံမယ်ပမာကျမ်းစာကိုဖတ်ရှုပြီးအမှုတော်ကိုထမ်းဆောင်မယ်ဒါကိုသာအဓိကပဲလို့သူသိရှိခံစားလာရတယ် သူ့နှလုံးသားဟာဒီအတိုင်းပဲပြည့်ပြည့်ဝဝယုံကြည်ခြင်းခွန်အားနဲ့ပြည့်ဝလာရတယ်။အဲ့ဒီလိုဒေါက်တာကယ်တော်ကဝန်ခံပါတယ်။မှန်ပါတယ်။လူသားတွေဟာဒီကနေ့ဘာဖြစ်လို့ကိုယ်ကိုယ်ယုံကြည်ခြင်းအမျိုးမျိုးနဲ့ affection နေကြရတာလဲ။တရားတွေရှာနေကြရတာလဲ။ရိုးရာကြောင့်လားပျော်ရွှင်လို့လားသေပြီးအခြားမဲ့အတွက်မျောလင့်ခြင်းနဲ့လား။ဒီအဖြစ်ကို ကိုယ့်ဘာသာကိုစဉ်းစားကြပါ။ပြီးနောက် ကိုယ်ရည်မှန်းချက်နဲ့တိုက်ညီတဲ့အရှင်သခင်ကိုရှာဖွေတွေ့ရှိနိုင်ကြပါစေလို့ကျွန်တော်တို့ဆုတောင်းမြတ်တာပို့သလိုက်ပါရစေ။ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး9အငယ်34မှ36ထိုတို့လျှောက်ပြီးမှမိုးတိမ်သည်သူတို့ကိုလွှမ်းမိုး၍မောရှေနှင့်အေလိယသည်တိမ်တဲသို့ဝင်သည်ကိုတပြည့်တော်တို့သည်ကြောက်ချင်းရှိကြသည်ဖြစ်၍ဤသူကားငါ၏ချစ်သားပေသည်သူ၏စကားကိုနားထောင်ကြလော့ဟုမိုးတိမ်ကအသံတော်ဖြစ်လေ၏။ထိုအသံတော်ဖြစ်သည့်ခဏချင်းတွင် ယေရှုသည်တယောက်တည်းရှိတော်မူ၏တပည့်တော်တို့သည်မိမိတို့မြင်ရသောအရာကိုဖွက်ထား၍ထိုကာလ၌အဘယ်သူအားမျှမကြားပြောဘဲနေကြ၏မိတ်ဆွေများခင်ဗျာရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး9ကိုဆက်လက်လေ့လာရန်အတွက်တူရီသောသားတယောက်နှင့်နတ်ဆိုးဆိုတဲ့ခေါင်းစဉ်နဲ့ဆက်လက်တင်ပြပါရစေရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး9အငယ်38မှ43နက်ပြန်နေ၌တောင်ပေါ်ကဆင်းကြပြီလင် ်များစွာသောလူအစုအဝေးသည်ကိုတော်ကိုခရီးဥကြပြုကြ၏လူအစုအဝေး၌ပါသောသူတစ်ယောက်က အရှင်ဖျားအကျွန်ုပ်ဤသားကိုကြည့်ရှုတော်မူမည်အကြောင်းအကျွန်ုပ်တောင်းပန်ပါ၏အကျွန်ုပ်၌သားတစ်ယောက်သည်ရှိပါ၏နတ်ဖန်းစားသဖြင့်သူသည်ရုတ်ခနဲအော်ဟစ်၍အမြုပ်ထွက်လျက်တောင်းမာခြင်းသို့ရောက်တတ်ပါ၏ထို့သောနာကျင်စွာနှိမ့်ဆက်ပြီးမှနတ်သည်အလွန်သွားခဲ့၏ထိုနတ်ကိုနှင်းထုတ်ပါမည်အကြောင်း တပည့်တော်တို့အားအကျွန်ုပ်တောင်းပန်တော်လဲသူတို့သည်မတတ်နိုင်ကြပါဟုအော်ဟစ်လျက်လျှောက်လေ၏။ယေရှုကလည်းယုံကြည်ခြင်းမရှိ ထောက်ပြန်သော အမျိုးငါသည်သင်တို့နှင့်အတူဘယ်မျှကာလပတ်လုံးနေရမည်နည်းသင်တို့ကိုဘယ်မျှကာလပတ်လုံးသီးခံရမည်နည်းသင်ဤသားကိုငါထံသို့ယူခဲ့ဟုမိန့်တော်မူ၏။သူငယ်လာစဉ်ပင်နတ်ဆိုးသည့်မြေပေါ်မှလှဲ၍တောက်ပါစေ။ယေရှုသည်ညင်ညူးသောနတ်ကိုဆုံးမ၍ထိုသူငယ်ကို ချမ်းသာစေပြီးမှ အဖအားပေးအပ်တော်မူ၏။ လူအပေါင်းတို့သည်ဘုရားသခင်မဟာတကိုးတော်ကိုမြင်၍မိန်မောတွေ့ဝေခြင်းရှိကြ၏ဒီအဖြစ်အပျက်ဟာတန်တရားစိုးမိုးပြီးတော့ယုံကြည်မှုအားနည်းခြင်းနဲ့ဇာတိပဂရိအပြစ်များရဲ့မှုံရိပ်မှာခါချိနေကြတဲ့ကျွန်တော်တို့ဟာအစွန်းမထက်တော့တဲ့တပည့်တော်တွေနဲ့ဘလောက်တူနေကြသလဲဆိုတာကိုသင်ငန်းစာ ဖော်ပြနေတဲ့အချက်ဖြစ်ပါတယ်ခရစ်တော်ဟာသူ့တပည့်တော်၃ယောက်နဲ့တောင်ပေါ်ကပြန်ဆင်းလာချိန်မှာ ဘုံတကောအနုဘော်တော်တွေလွှမ်းခြုံပြီးတော့ဆင်းသက်လာတဲ့အချိန်ဖြစ်ပါတယ်။တောင်အောက်ကတပဲ့တော်တွေကတော့ဆန့်ကျင်ဘက်ဖြစ်နေတယ်။အားပြော့နေခဲ့ကြတယ်။တကောအနုဘော်တွေကို မဆောင်နိုင်တော့တဲ့အခြေအနေမှာရောက်ရှိနေတယ်။အားပြတ်နေကြတယ်။ယုံကြည်ခြင်းလျော့ပါးနေကြတယ်ဆိုတာဒီနေရာမှာမြင်ရတယ်။နတ်ဆိုးဆွဲနေတဲ့လူပောင်အဖွဲအစည်းကြီးကြားမှာကျွန်တော်အသင်းတော်တွေတကောအာနာမဲ့နေကြပြီလို့ကျွန်တော်နှိုင်းရှင်မိပါတယ်။ ခရစ်တော်ဟာကျွန်တော်တို့ကို ပြင်းပြင်းထန်ထန်စူပူချိန်မောင်းနေတယ်လို့ဒီအဖန်တော်ကိုကျွန်တော်တို့ကြားရအောင်ဖို့လိုပါတယ်အခုဒီခလေးငယ်ကလေးရဲ့အဖြစ်ဟာ အလွန်သနာစရာအဆင်မှရှိပါတယ်အဖေဟာလည်းတော်တော်ကိုစိတ်အားလူအားဖိစီးနေပြီးတော့ခရစ်တော်ကိုအသနာခံနေခဲ့တယ်ဆိုတာတခြားခရစ်ဝင်ကျမ်းတွေအရာလည်းကျွန်တော်တို့တွေ့ခဲ့ရပြီးပါပြီခရစ်တော်ကသူ့ကိုယုံကြည်ခြင်းရှိဖို့ပြောခဲ့တယ်ဆိုတာကိုလည်းကျွန်တော်တို့သိထားရပါတယ်မိတ်ဆွေအပေါင်းတို့ခင်ဗျာ အခုနတ်ဆိုးဆွဲခြင်းဟာအတော်ဆိုးရွားတဲ့အဆင့်ဖြစ်လို့တော်ယုံတန်ယုံယုံကြည်ခြင်းနဲ့ဒီနတ်ဆိုးကိုမနှင်ထုတ်နိုင်တဲ့အကြောင်းများကိုလည်းအခြားခရစ်ဝင်ကျမ်းများရဲ့ဖော်ပြချက်အရပြပါထင်ရှားစေပါတယ်။ကယ်တင်ရှင်ရဲ့ဘဝတက်တော်စဉ်ဟာအတိုင်းအဆမရှိတဲ့လူလောကပြဿနာတွေကို နိုင်နှင်းအောင်ကင်တွယ်ဥဆောင်ခဲ့တယ်ဆိုတာကိုကျွန်တော်အစဉ်တစိုက်တွေ့နေရပါတယ်။ကယ်တင်ရှင်သခင်ခရစ်တော်ဟာ မြေပေါ်မှာလူဘဝအဖြစ်မတိမရှိတော့တဲ့တိုင်အောင် တန်ရှင်းသောဝိညာဉ်တော်အဖြစ်ကျွန်တော်လူသားများအားလုံးကိုလမ်းပြဥဆောင်နေတယ်ကယ်တင်ရှင်စုယေရှုကိုပေးနေတယ်ဆိုတာကိုကျွန်တော်ဟာအကျွင့်မဲ့နားလေသဘောပေါက်ကြဖို့အထူးပဲလိုအပ်ပါတယ်။ဒါအပြင်အပြစ်နဲ့ထုံနှောင်ဖွဲ့ထားတဲ့ကမ္ဘာလောကကြီးအတွင်းမှာယုံကြည်ခြင်းတရားအားဖြင့်သာဝရအသက်လမ်းကိုသူဟာပေးနိုင်တယ်ဆိုတဲ့အချက်ကိုလည်းအတိအကျဖော်ပြသွားခဲ့ပါတယ်။ကျွန်တော်ဒီကမ္ဘာလောကမှာ ဒီမေတ္တာအလင်းရောင်ကိုလိုအပ်နေတယ်မဟုတ်ဘူးလားဒီအလင်းတရားကိုယုံကြည်သူများအားလုံးကနေတဆင့်လူပောင်လောကတစ်ခုလုံးကသိနာလေနိုင်အောင်မျှဝေနိုင်သောသူများဖြစ်ကြပါစေလို့ဆုတောင်းမေတ္တာပို့သရင်ဒီကနေ့အစီအစဉ်ကိုရန်နာရရစီဒေါက်တာထွန်းမြတ်ရေးစီစဉ်တက်ဆက်တဲ့တင်ပြတော်တမချန်းစီစဉ်ဖြစ်ပါတယ်နောက်တစ်ချိန်စီစဉ်မှာရှင်လူကခရစ်ဝင်ချန်းခန်းကြီးကိုအခန်းငယ်54ကနေ ဆီလုကခရစ်ဝင်ကျမ်းခန်းကြီး30အထိကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါပဲ။ တဏ္ဍခံယူတော်သူများအလုံးအပေါ်မှာဘုရားခင်ကောင်းချီးပေးပါစေရှင်